ရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့စီစဉ်လေးကိုမစားခင်မှာ channel subscribe လုပ်ဘေးနာခေါင်းလောက်နှိပ်ပြီးတော့ VPN လေးကိုဖွင့်ပြီးတော့ကြည့်ပေးကြဖို့လည်းမေတ္တာရက်ခံပါရစေဒီနေ့မှာကတော့ပြီးခဲ့တဲ့ရပိုင်းမှာစတင်ပြီးတော့တင်ဆက်ပေးခဲ့တဲ့အခု2025ခုနှစ်ကမှထွက်ရှိထားတဲ့ drama series အသစ်လို့ပြောလို့ရတဲ့ Netflix ကထုတ်လွှင့်ထားတဲ့ One Life Gives You Tangerines Korea drama series ဆိုတော့ဒီနေ့မှာနောက်ဆုံးဇာတ်သိမ်းပိုင်းကိုရောက်ရှိလို့လာခဲ့ဖြစ်ပါတယ် အဲ့တော့အစားကနေမကြည့်ရသေးတဲ့သူတွေရှိလဲကြည့်နေပါနဲ့တော့စတာပါတစ်ကနေလည်းတင်တာရှိပါတယ်ဒီနေ့မှာတော့ဇာသိမ်းပိုင်းကြီးသွားလိုက်မယ်ခင်ဗျအပိုင်း16စလိုက်ကြအောင်ပါဒီပိုင်းအစားမှာတော့ဂွမ်ရှိရဲ့ဆိုင်ကလေးကနာမည်ကြီးဆိုင်ဖြစ်လာပြီးတော့လူကြီးလူငယ်လူလတ်မရွေးတကူးတကလာပြီးတော့စားတောက်ကြပါတယ်တရက်နဲ့တရက် delivery ပို့လိုက်ဆိုင်မှာရောင်းလိုက်နဲ့လူအင်အားတော်မှမလောက်ချင်းဖြစ်နေရပါတယ်ဒါပြင်လာစားတဲ့သူများလွန်တာကြောင့် အပြင်မှာတော့မှထိုင်ဆောင်နေရလောက်တဲ့အထိကိုဖြစ်လာပါလိမ့်။အဲလိုမျိုးပင်ပန်းနေရပေမဲ့သူတို့လည်းငွေဝင်တဲ့စိတ်ကိုတွေးပြီးတော့အကောင်းဆုံးစူးစမ်းနေရပါလိမ့်။အဲတော့မှတော့ဘူဆန်းကီယာမီးလေးကိုလာထိန်ပေးပြီးတော့ထမင်းခွန်ကျွေးနေပါလိမ့်။မီးဖိုးလေးယောက်ထမင်းစားနေကြတော့ကတ်စတမာကဗီဂျီငါဟင်းလာပြီးတော့တောင်းပါလိမ့်။ရေကုန်းသမားအတော်တွေကတော့မီးဖိုးကြောင့်ဝင်တဲ့အဲဆုံးကိုကြည့်ပြီးဗီဂျီငါထဲထားလက်ကြီးတယ်လို့ပြောနေခဲ့ပါလိမ့်။ဒါပေမဲ့ဗီဂျီငါကသာမင်းယူတဲ့မထည့်ရင်တော့ငွေတွေအကုန်လုံးဆုံးရှုံးသွားတော့မှာပါ။အဲတော့မှတော့ကွမ်ရှစ်ကဇက်တိုက်လုံနေတဲ့အဲဆုံးကိုကြည့်ပြီးတော့ ေမဲ့မှာဆိုလို့လူငှားဖို့အတွက်ပြောပါလေဒါမဲ့အဲဆွားတော့မပေးမန်းခဲ့တဲ့ပြင်လောကငွေရသူ့ကိုစီးကြညီညီကစီတယ်လို့ပြောပါလေအဲနောက်မှာတော့အိမ်ပြန်ချိန်ထိပျော်ရွှင်တက်ကြွနေအဲဆွန်းကိုကြည့်ပြီးတော့ကွမ်းရှစ်လဲသဘောတွေကြနေခဲ့ပါလေအဲဆွားတော့ပတ်စံအရသာကိုခန်းစားနေပြီးတော့မနက်စောကနေညအထိအလုံးများနေရတော့ဘဏ်အကောင့်ထဲငွေတွေပြုံဝင်လာတဲ့ခါမှာပေးမန်းတယ်လို့မထင်ရတော့ပါဘူးအဲဒါကြောင့်အဲဆွန်းကအရင်တိုင်းသူပြောရတဲ့အကြောင်းကိုယောက်ျားဖြစ်သူသိအောင်လို့ပြောပြနေပါလေပြီးတော့ကွမ်းရှစ်တို့ဆိုင်ကလေးကကဘာဖလားကိုပါဆဲပို့ခွင့်ရသလို့ ရဲကျူးမှလည်းအခွန်လွန်ဆိုင်ဖွင့်ခဲ့ရပါသေးတယ်။ဒါပြင်တရုတ်ကသူတို့ရန်သူချောင်းကိုဖမ်းပေးခဲ့ပြီးတော့ဂျောင်မင်အင်းကပါသူတို့ဆိုင်အတွက်ကြော်ညာရိုက်ပေးခဲ့ပါတယ်။အဲဒါကြောင့်အဲဆုံးကသဘောတူကြနေပြီးတော့ဂွန်တူရောတရုတ်ကိုပါသွားရအောင်လို့ယောက်ျားဖြစ်သူကိုပြောလိုက်ပါတယ်။အဲဆုံးကတော့အခုလိုပုံစံတိုင်းဆိုရင်နှစ်ထောင်ချီတောင်းချီနေသွားချင်တယ်လို့ဂွန်ရှစ်ကိုပြောနေခဲ့တာပါ။အဲနောက်မှာတော့ဆုံးပြေကုံတိုင်းမှာဂွန်ရှစ်တို့ဆိုင်ကြောင့်လူလာများလာပြီးတော့တခြားဆိုင်တွေလည်းလာပြီးတော့ဖွင့်ကုန်ကြပါတယ်။အဲဒီထဲမှာမှအဲဆုံးတို့ကိုလိုက်ပြိုင်နေတဲ့မီစုလည်းပါပါတယ်။ မီဆိုရာဂျဲဂျူကပီဂျင်းကားတွေကအဲဆုံးပိုင်မှုတ်တာကြောင့်သူလဲဖွင့်မှာပဲလို့ပြောလိုက်တာပါဒါပေမဲ့ရင်ကုန်းသမားဒေါ်တွေကတော့သူများထမင်းကိုခွဲကျင်တဲ့မီစုကိုပြောဆိုနေကြပါတယ်အဲဆုံးကတော့ဘာမှပြောပဲပီဂျင်းကားအချင်းချင်းရှင်ပြိုင်ရတာပူတော်ကောင်းတာကြောင့်မီစုတော်ကျေးဇူးတင်နေခဲ့ပါတယ်အဲဆုံးတက်တော့အတူရောင်ကဘေးမှာရှိနေမှာအစ်စ်မှန်ပို့ပြီးတော့ရောင်းကောင်းမှာကြောင့်ပါပဲအဲ့လိုအမေမျိုးတော်မှာသားသမီးနဲ့တွေ့ရင်ယာနုံးမြေအရှုံးပေးရတဲ့လူပါပဲအဲ့တော့မှတော့အဲဆုံးတယောက်သမီးကဖုန်းဆက်ပြီးတော့လမ်းခေါ်တာကြောင့်အမြန်ပြေးသွားပါတော့တယ် ဂုံမြောင်ရောက်တဲ့ခါမှာတော့ဂုံမြောင်တယောက်ကြီးတိုက်နေသမီးကိုပြစ်ထားပြီးတော့မျက်ရည်ဝဲနေအောင်အဲဆုံးတွေးလိုက်တာပါဂုံမြောင်ထမင်းကျွေးမဲ့ကလေးကကြီးကြနေတောင်ထမင်းမကန်ဒီလဲမှောက်ကုန်ပြီးတော့အကုန်လုံးပေပွားနေပါလေဂုံမြောင်လည်းအမေကိုမြင်လာနဲ့မျက်ရည်တွေဝိုင်းပြီးတော့ကြီးတိုက်နေသူသမီးကိုလက်ညှိုးထိုးပြပါတော့လေဂုံမြောင်လည်းသူထမင်းကျွေးဖို့လှုပ်ပြီးမဲ့သမီးဖြစ်သူကဒီလိုလှုပ်နေတာကြောင့်ဘယ်လိုလုံးဝမှမသိဖြစ်နေကြောင်းအဲဆုံးကိုပြောလိုက်တာပါအဲ့နောက်မှာတော့အဲဆုံးကမိမလေးကိုထိန်းပေးပြီးတော့ဂုံမြောင်ကတော့အလုသွားဖို့အတွက်ပြင်ဆင်ပါတော့တယ် အဲလိုနဲ့အဲဆုံးတယောက်သူသမီးကိုထွက်ကြည့်ပြီးတော့တော်လေးပိန်သွားတော့လေသတိထားမိသွားခဲ့တာပါကိုမြောင်းတော့သူသမီးအမူအရာပဲမြင်နေခဲ့ပြီးတော့အမေရဲ့အမူအရာတွေကိုတော့မမြင်ခဲ့မိပါဘူးအဲနောက်မှာတော့အဲဆုံးကမိမအကိုချော့တိတ်ပြီးတော့သူသမီးကိုပင်မအောင်မလုပ်ဖို့တဖွားဖွားပြောနေခဲ့ပါတယ်အဲဆုံးတော့မိမအတွက်ကိုမြောင်းနှိပ်စက်လို့အကောင်းဆုံးဆိုပေမဲ့သူ့အတွက်တော့နှမျောစရာကောင်းတယ်လို့ပြောနေပါတယ်အဲနောက်မှာတော့ရုံးပိတ်ရက်ရတဲ့ကိုမြောင်းအဲ့ရကနေနောက်ကျမှထလာခဲ့ပါတယ်ကိုမြောင်းနိုးလာချိန်မှာအမေဖြစ်သူကသူသမီးလေးကိုချော့တိတ်နေပြီး ။ဓမင်းစပွဲပေါ်မှာလည်းသူ့အတွက်စားစရာတွေအသင့်ပြင်ပေးထားတာကိုတွေ့လိုက်ရပါတယ်။ပြီးတော့အဲဆုံးကဂုံမြောင်းကိုစားအင်တန်ရှင်းတွေအကုန်လုံးလှုပ်ထားကြအောင်ဂုံမြောင်းအားနာနေပါတယ်။ဒါမဲ့ဂုံမြောင်းအကျင့်ရဂျေစုတင်မာတဲ့တောင်းပန်မှာဆွဲစကားကိုဗဇက်ကနေထုတ်ပြောမှာကိုတေမလောက်ကြောက်တတ်ပါတယ်။အားကြောင့်ဂုံမြောင်းနဲ့ဂျေစုတင်စကားအစားစူပူစောင့်အောင်ပြီးတော့ပဲပြောနေမိပါတော့တယ်။အဲဆုံးလဲနားရတဲ့နေ့ရအောင်သမီးဖြစ်သူကိုထပ်အိပ်ဖို့အတွက်ပြောလိုက်ပါတယ်။အဲဆုံးတော့သူသမီးမျက်နှာကိုကြည့်တာနဲ့ယင်းထဲကဖြစ်တာတွေကိုသိနေပြီလို့ပြောလိုက်ပါတယ်။ အဲနောက်မှာတော့ဂုံမြောင်လဲအဲဆုံးကခားကိုက်နေတဲ့သားနဲ့ကလေးကိုကြောပိုးထားအောင်ပြောဆိုနေပါတော့တယ်။အဲလိုနဲ့ဂုံမြောင်နဲ့အဲဆုံးတို့တမင်းတူတူစားရင်းနဲ့ဂုံမြောင်တော့သူ့သမီးကောင်းပါတဲ့အကြောင်းကိုပြောပြနေပါတယ်။အဲဆုံးလဲဂုံမြောင်ချွတ်ဆွတ်တူတဲ့သမီးကိုမွေးထားတာပဲလို့ပြောလိုက်တာပါ။ဂုံမြောင်ကသူ့မိဘလိုများသူတို့တော့အကိုပြိုးထောင်ခဲ့လဲဆိုတာတွေးနေခဲ့ပါတယ်။အဲနောက်မှာတော့အဲဆုံးကဂုံမြောင်ကြိုက်တာလှုပ်ချင်တာလှုပ်ဖို့ပြောပါတယ်။လောလောဆယ်မှာတော့ဘုံကဂုံမြောင်ဘွားဖြစ်နေမယ်။တိတ်မကြခင်မှာတော့ဘုံဘွားကနေဂုံမြောင်ကပထမဆုံးဖယ်ထုတ်ခံမှလို့ပြောပြလိုက်ပါတယ်။ ကိုမြောင်လည်းအဲဆွန့်ကြည့်ပြီးတော့အရင်ကသူတို့ကိုထိန်းချောင်းခဲ့ရတာကြောင့်လှုပ်ချင်တာတွေမလှုပ်ခဲ့ရဘဲနောင်နာရနေတာလားလို့မေးလိုက်ပါတယ်။အဲဆွန့်ကသူပြောရည်ရွေးလှုပ်ခဲ့ပြီးတော့ကိုမြောင်နဲ့အုံးမြောင်အမေဆွဲခေါင်းစဉ်ကပို့ပြီးတော့ခန်းထားခဲ့တာကြောင့်သူ့ကိုအထင်မသေးဖို့ပြောပါတယ်။ကိုမြောင်ကတော့သူကတခါလေးဆိုရင်ဒေါသထွက်ပြီးကလေးပါအော်မိတာကြောင့်မိခင်ဆေးရောရှိပါမလားလို့စိုးရိမ်မိနေပါတယ်။အဲဆွန့်ကအစားကလေးကအကုန်သိတဲ့အမေဆွဲဘမမမရှိတာကြောင့်ကလေးလည်းကြီးပြင်းလာနေကိုမြောင်ကကြီးပြင်းလာလိမ့်မယ်လို့ပြောလိုက်ပါတယ်။အညာမှာတော့ကိုမြောင်ကကလေးကိုခေါင်းဖိပေးနေနဲ့ မနက်တိုင်းဘာလို့ကြီးကြလဲလို့မေးနေခဲ့ပါတယ်။ကလေးကတော့သူထမင်းမမြန်စားရင်သူ့မေကမမြန်အလုပ်သွားတတာကြောင့်ထမင်းကောင်စားပြီးတော့အဝေးလဲပြီးသွားရင်သူ့မေကုမ္ပဏီသွားတာကိုမကြိုက်ပါဘူး။အဲအကြောင်းဂုံမြောင်လဲဝမ်းနေသွားပြီးတော့သမီးလေးကိုဖတ်ထားလိုက်ပါတော့တယ်။အဲနောက်မှာတော့ဂုံမြောင်သူ့သမီးကိုဆန်းနေရဝယ်ပေးဖို့လှုပ်ပေးထားတာကနေအဖေမေတို့ကသုံးကျင်တာကြောင့်ချွန်းဆော့ကိုခွင်တောင်းလိုက်ပါတယ်။ဂုံမြောင်တော့အဖေနဲ့မေတို့ကအခုမှမသုံးရင်နောက်နာရမိမယ်လို့ထင်တဲ့သူကသုံးကျင်တယ်လို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့ချွန်းဆော့ကဒါတွေကိုသူ့ကိုမေးစရာမလိုပဲ။ ုံမြောင်ကိုတိုင်ဆုံးဖြတ်ချက်ချလို့ရပါတယ်လို့ပြောပါတယ်။အဲနောက်မှာတော့ဂုံမြောင်ကဖေနဲ့မေကိုခေါ်လာပြီးတော့စိုးမှာကျမ်းမာရေးစစ်ဆေးမှုလုပ်ပေးပါတော့တယ်။မိဘတွေကတော့တမိပတ်စံကုံမောင်စိုးရင်နေတာကြောင့်ဂုံမြောင်လည်းချက်ချင်းစစ်လို့ရအောင်တခါတည်းပတ်စံရှင်းလိုက်ပါတယ်။ကွမ်ရှိကတော့အပူကုံမာစိုးလို့သွေးပဲစစ်မယ်လို့ပြောနေတာပါ။ဒါမဲ့ဂုံမြောင်ကသူ့ဖေမှာဒူးကောင်းနာတာရှည်ရှိတာနဲ့အမေမှာလည်းစုပ်ခွက်ကူထုံးနဲ့အကုန်ကုမရတာကြောင့်အကုန်လုံးစစ်ဆေးခိုင်းလိုက်ပါတော့တယ်။အဲနောက်မှာတော့ကွမ်ရှိစီကိုအတူတူသင်တန်းတက်နေတဲ့မိတ်ဆွေကနေဖုန်းလှမ်းဆက်ပြီးတော့ခေါ်ပါတယ်။ ်အဲဆွန်လဲခွန်ရှိကအခုလုံးနေသားထိုင်းသားရှိနေတောင်ဂီတာတင်နေကြောင်းဂုံမြောင်းကိုပြောပြလိုက်ပါတယ်တော်တော်များများငယ်ဘွားမှာဂီတာတီးပြီးတော့ပျော်ပါခဲ့ကြရင်မဲ့ခွန်ရှိကတော့ဝမ်းစာအတွက်သာရုံးကန်ခဲ့တာကြောင်းဒီလိုမျိုးတစ်ခါမှမတီးခဲ့ဘူးပါဘူးပြီးတော့အဲဆွန်ကသူ့ယောက်ျားကဂင်ခွန်ဆော့ကိုအရန်ကိုကြိုက်ကြောင်းသမီးဖြစ်သူကိုပြောကာရီမောနေပါတော့တယ်အဲ့ဒါမှတော့ဆေးဆစ်ပြီးတဲ့ခါမှာခွန်ရှိကဆေးချိန်နဲ့အိပ်ပျော်နေခဲ့ပါတယ်ခွန်ရှိတယောက်ကြောင်ကရန်နေပြောနေခဲ့ပြီးတော့တရိုင်းဆောက်ဖို့သွားလို့မဖြစ်ဘူးလို့ပြောနေခဲ့တာပါ ဂွမ်ရှိလက်ဒရိုင်းဆောက်ဖို့သွားလို့မဖြစ်တာကိုအချိန်ချင်းပဲညှီးတွားနေခဲ့ပါတယ်။ပြီးတော့ဂွမ်ရှိကဒုံမြောင်းကိုအချိန်ချင်းအော်ခေါ်နေပြီးတော့သူလာနေပြီလို့ပြောနေခဲ့တာပါ။အဲဆုံးလဲဂွမ်ရှိကိုကြည့်ပြီးတော့စိတ်မကောင်းနေဖြစ်နေခဲ့ပါတယ်။တခါမှထုံမပြောခဲ့တဲ့သားဖြစ်သူရဲ့နာမည်ဂွမ်ရှိကအကြာကြီးကိုအော်ခေါ်နေခဲ့ပါတယ်။ဂွမ်ရှိတောင်သားနာမည်ကိုအော်ခေါ်နေတဲ့ငိုနေတာကိုအဲဆုံးပထမဆုံးအချိန်ဖြစ်နေမြင်တွေ့လိုက်ရပါတော့တယ်။အဲနောက်အဲဆုံးကဖြစ်ပြခဲ့တာတွေကိုဂွမ်မြောင်းကိုပြန်ပြီးတော့ပြောပြနေပါတယ်။အဲဆုံးကသူတို့ဒုံမြောင်းအကြောင်းကိုဘာလို့မပြောကြလဲဆိုတော့အခုမှသိသွားပုံရပါတယ် အိုင်နောက်ကွမ်ရှေ့ထွက်လာပြီးတော့ဂုံမြောင်လဲသူ့ဖေစားကျင်တဲ့သုံးတပ်သားလိုက်ကျွေးဖို့အတွက်ဆုံးဖြတ်လိုက်တာပါအဲ့လိုနဲ့တရက်မှာတော့ကွမ်ရှေ့ကသားဖြစ်သူဒုံမြောင်ရဲ့မွေးနေ့မရောက်ခင်တရက်လုံးမှာစားစရာကစားစရာတွေနဲ့တူအုတ်ကူရှေ့ကိုတယောက်တည်းရောက်ချလာခဲ့ပါတယ်အဲ့အချိန်မှာပဲအဲဆုံးကလည်းရောက်လာကြောင်းကွမ်ရှေ့လည်းအံ့ဩသွားပါတော့တယ်အဲဆုံးလည်းကွမ်ရှေ့ကသူမနဲ့ဖြံမရောက်လာမယ်ထင်ပြီးတော့ကြိုလာတာလားလို့မေးလိုက်တာပါပြီးတော့အဲဆုံးလည်းသားလေးကြိုက်တတ်တဲ့ဂျယ်လီတွေနဲ့မုံအချိုးတွေကိုထုတ်နေခဲ့ပါတယ်အဲဆုံးကတော့ကွမ်ရှေ့ဒီနေ့လာမယ်လို့ထင်လို့လိုက်လာခဲ့တာဖြစ်ပြီးတော့ သူတို့သားလဲမွေးနေမှာတော့အဖေနဲ့မေကိုတူတူတွေ့ကြမှာပဲလို့ပြောလိုက်ပါတယ်။ကွမ်ရှိကမိဘတွေမြုပ်ထားတဲ့နေရာကိုသားသမီးတွေလာကြည့်ကြပေမဲ့သားသမီးမြုပ်ထားတဲ့နေရာကိုတော့ဘယ်သူမှလာမကြည့်ကြဘူးလို့ပြောနေခဲ့ပါတယ်။ကွမ်ရှိကတော့အဲဆုံးအားနာလုံးလို့မျက်နှာအောင်ကြည့်မြဖြစ်နေခဲ့တာပါ။သားလေးဆုံးပြီးချင်းတုန်းကလည်းအဲဆုံးကအုတ်ကူစီလာပြီးတော့ပန်းစီတွေပေးခဲ့ပါတယ်။အဲဆုံးကကလေးလေးတယောက်ဒီလိုနေရာမှာဘလို့နေနိုင်ပါမလဲလို့တွေးပြီးတော့ငိုနေခဲ့တာပါ။မိုးသက်လေးပင်းနဲ့တိုက်တဲ့အခါမှာလေအဲဆုံးတယောက်အုတ်ကူစီရောက်လာပြီးတော့တားလေးကြောက်မှာဆိုလို့အုတ်ကူမိုးကပေးထားခဲ့ပါတယ် ီလိုမျိုးခဏခဏလာနေရကြောင့်မျက်ပင်တွေကြားထဲကနေခြေဟာရီဟာလမ်းအဖြစ်တောင်ပြောင်းလာနေပါတယ်။ကလေးလေးလဲနေတဲ့နေရာကလည်း၄ရာသီလုံးလုံးတန်ရှင်းတက်ရနေခဲ့ပါတယ်။စောင်းအဒီမှာလည်းအဲဆွမ်းအသားလေးအုပ်ကိုဖတ်ပြီးတော့အေးဒဏ်ကိုကာပြီးနေခဲ့ပါတယ်။ဒုံမြောင်းလေးရဲ့နေရာမှာပစ္စည်းလေးတွေအပြည့်ဖြစ်နေခဲ့ပါပြီ။ဒီလိုအဲဆွမ်းရောက်လာတိုင်းဂွမ်ရှစ်ကအနောက်ကနေလိုက်လာခဲ့ပါတယ်။ပြီးတော့မလန်မကန်နာအစ်ပင်နောက်မှာထိုင်းကအဲဆွမ်းနဲ့အတူနာကျင်ခံစားနေရပါတယ်။အဲဆွမ်းလည်းသူတို့ဒုံမြောင်းเจ้าမပြောတာကလွမ်းနေစိတ်ထက်အပြည့်စိတ်ကပို့ပြီးတော့ကြီးနေရင် အမတ်တရအနေနဲ့မကြံခဲ့မှောက်သိနေလို့ပဲဆိုတာပြောပြလိုက်ပါတယ်။အဲဆုံးကွမ်ရှောကဒုံမြောက်ငယ်ဆုံးလေးမဟုတ်အချစ်ပိုခဲ့ကြတာပါ။အဲဆုံးကတော့၄နှစ်လောက်သားလေးကိုပြုစုပျိုးထောင်နိုင်ခဲ့တာကြောင့်သားကိုသွားတွေ့နိုင်တော့မယ့်ရက်ကလည်းတနေ့ပြီးနေ့ပို့ပို့နီးလာနေပြီလို့ပြောပါတယ်။ကွမ်ရှောကတော့သူတင်ဒုံမြောက်ကိုမလားစီခြင်းမောင်းကွမ်ရှောကသူသားလေးသူတို့ကိုမေ့သွားအောင်လှုပ်ပေးဖို့အမြဲတမ်းဆူတောင်းနေခဲ့သူပါ။ကွမ်ရှောကတော့သူကလေးကိုလွမ်းနေသလိုမျိုးကလေးကတယောက်တည်းအဖေနဲ့မိကိုလိုက်ရှာနေရင်တောင်းခံနိုင်ပါမလားလို့တွေးနေမိခဲ့ပါတယ်။ အိုင်နာမှာတော့ကွန်ရှင်းနဲ့အဲဆုံးကကလေးရဲ့အုပ်ကူရှိမှတတိယအကြောင်းတွေပြောပြီးတော့ငိုနေခဲ့ပါတော့တယ်။အဲမြောင်တဲ့ခါမှာတော့အဲဆုံးကကဗျာဆောင်းမှာပုံကတ်ပြီးတော့ကဗျာကြီးဖို့ပြေးပါတယ်။ကွန်ရှင်းကတော့ခေါင်းစဉ်ပါလဲနဲ့သူ့ကိုဘယ်တော့ပြမလဲဆိုတာမေးနေတာပါ။ခေါင်းစဉ်ကချစ်စရာအကောင်းဆုံးဦးလေးဖြစ်ပြီးတော့ဦးလေးဒုံမြောင်းဆွဲခေါင်းစဉ်ပါပဲ။အဲဆုံးကသူ့မြီးတွေကိုဒုံမြောင်းချောင်းပြောပြနေရတာကြောင့်သူ့ကိုယ်သူမကောင်းတဲ့အမေလို့မခံစားရတော့ကြောင်းပြောပါတယ်။ကွန်ရှင်းကတော့အဲဆုံးကတခါမှမကောင်းတဲ့အမေမဖြစ်ခဲ့ဘူးကြောင်းပြောလိုက်ပါတယ်။ ။ကွမ်ရှစ်ကတော့အဲဆုံအိတ်ပြောတိုင်းအဲဆုံနောက်ကျောကနတ်သမီးတောင်မန်နေထွက်လာတာကိုပြန်ထိုးထည့်နေရလို့အိတ်တောင်မပြောကြောင်းချီးကျူးပြီးတော့ပြောဆိုနေပါလေ။အဲဒါမှာတော့ကွမ်ရှစ်ရဲ့ဆေးစစ်ချက်အဖြေကြောင့်ဆေးုံကပြန်ခေါ်ပါလေ။ဂုံမြောင်နဲ့အဖေသားတစ်ခုခုဖြစ်ရင်အခုခေတ်မှာအကုန်ကူးသားလို့ရတာကြောင့်စိတ်မပူဖို့ပြောလိုက်ပါလေ။အဲလိုနဲ့ကွမ်ရှစ်လည်းဆေးပြန်ဆစ်ဖို့ထိုင်ဆောင်နေနဲ့စိတ်ဓာတ်ကျနေခဲ့ပါလေ။ကိုမြောင်နဲ့အဲဆုံကတော့အဝေးကနေကွမ်ရှစ်နောက်ကျောကိုလန့်ငေးကြည့်နေကြတာပါ။ကိုမြောင်တော့ဆရာအောင်ဘာပဲပြောမငိုဖို့သူ့အမေကိုပြောပါလေ ယ်ဆိုတာသူယောက်ျားလိုစိတ်သောတာကောင်းတဲ့သူမရှိနိုင်တော့တာကြောင့်မယုံနိုင်ဖြစ်နေတာပါကိုမြောင်လဲစိတ်ပူပြီးတော့မျက်ရည်ဝဲနေတဲ့အမေကိုသူကအဖေကိုကုသပေးမယ်လို့သာတတွတ်တွပြောနေပါလေကိုမြောင်အယ်ဆိုကိုကွမ်းရှိရှိမှမငိုဘူးနဲ့အခုဆိုလူနာပါလန့်နေရကြောင်ပို့ပြီးတော့စိတ်မပူဖို့ပြောပါလေအဲ့တော့မှတော့ကွမ်းရှိကရိုးစေးရောင်းဝဲဝေနာကိုကြာကြီးခန်းစားခဲ့ရတာကြောင့်သွေးကင်စာလိုမျိုးယောဂါရနေခဲ့ပါပြီအခုဆိုကွမ်းရှိကကြောက်ကပြတ်တဲ့ထိဖြစ်နေတဲ့အတွက်ချက်ချင်းကုသမှုသာမလုပ်ဘူးဆိုရင်အန္တရာယ်များနိုင်တယ်လို့ဆရာဝန်ကပြောလိုက်ပါတယ် ုံမြောင်တော့ဟန်မဆောင်နိုင်တော့ပဲဆောင်းဝင်နေရှိမှာပဲငိုလိုက်ပါတော့တယ်အဲ့လိုနဲ့ ग्वान ရှိက24ချိန်မြောက်ဓာတုကူထုံးလုတ်ခဲ့ရပါတယ်အဲဆုံးကတော့ ग्वान ရှိကိုပြုသူစောင့်ရှောက်နေရအတွက်ဘရားသူတွေရောက်နေလဲစွာကိုတော့မေးသွားခဲ့ပါပြီအဲ့နောက်မှာတော့ ग्वान ရှိကပန်းတွေကြွေကြနေအောင်ပြပြီသူမိမကိုကြပြားရေးခိုင်းပါတယ်ပြီးတော့ ग्वान ရှိကပန်းကြည့်ရတာကြိုက်တဲ့အဲဆုံးတယောက်သူ့ခြေောက်ကိုပဲကြည့်နေအောင်ပန်းတွေကြွေတာထပ်ပြီးတော့ကြည်ခိုင်းမြန်ပါတယ်အဲ့တော့အဲဆုံးလဲ ग्वान ရှိလက်ကိုကိုင်းပြီးတော့ပန်းတွေကြွေနေတဲ့အလှကိုကြည့်ရင်နောက်နေ့အတူဂျန်ကားကရွက်တွေသွားကြည့်မယ်လို့ပြောလိုက်ပါတယ် အဲဆိုတော့ဂွန်ရှိလက်ကိုတင်းတင်းကြပ်ကြပ်စုပ်ကိုင်နေဂွန်ရှိတာမရှိရင်ဘသူမှမရှိတော့တဲ့အကြောင်းပြောလိုက်ပါလိပြီးတော့ဂုံမြောင်နဲ့အုံးမြောင်လည်းသူမိသားစုနဲ့သူဖြစ်နေပြီမလို့အဲဆုံးတော့ကဂွန်ရှိပဲရှိတော့တာပါဂွန်ရှိကတော့အဲဆုံးကိုငပုတ်တင်မချွေးပဲထားခဲ့တာတွေကိုတွေးကြည့်လိုက်ရင်ဒီမခံနိုင်အောင်ဒေါသထွက်တယ်လို့ပြောလိုက်ပါလိအဲဒါကြောင့်ဂွန်ရှိလည်းကိုကိုဝင်းနှုတ်ဝင်ပိုးကြည့်လို့မတွေးဖို့အဲဆုံးကိုပြောလိုက်တာပါအဲလိုနဲ့ဂွန်ရှိရဲ့အချိန်တွေအားချယ်ရီပန်းနေလို့မြန်မြန်သာကုံဆုံးသွားပါလိအဲ့တော့မှတော့ဂွန်ရှိကူတာမှုအပြီးမှာလုပ်ငန်းစဉ်တွေဆက်ပြီးတော့လုပ်နေရပါတယ် ဒါပေမဲ့ကွမ်ရှင်းတဲ့အဲဆိုးကလူကြီးတွေဖြစ်တဲ့အလျောက်ဈေးဝင်လုပ်ငန်းစဉ်တွေကိုမတိဖြစ်နေပါလေ။အားကြောင့်ဈေးဝင်ကလူတွေအစိတ်မရှိတဲ့လေတန်းနဲ့အဲဆိုးကိုပြောဆိုနေကြတာပါ။ဆရာဝန်သွားပြတဲ့ခါမှလည်းအဲဆိုးကကွမ်ရှင်းကိုစိတ်ပူတာကြောင့်ဆရာဝန်ကိုထပ်လဲလဲမေးမြန်းနေပါလေ။ဆရာဝန်ကလည်းစိတ်မရှိပဲအင်တာနက်ပေါ်ကရှာလာတာတွေသူ့ကိုမမေးဖို့သာအဲဆိုးကိုပြန်ပြောလိုက်တာပါ။အဲနောက်မှာတော့အဲဆိုးကအဲဂျူနေရာကိုငွေပေးချေတဲ့နံပါတ်ယူလာလို့မဖြစ်တာကြောင့်ကောင်တာကောင်လေးကအဲဆိုးကိုအော်နေပါလေ။အားကြောင့်ကွမ်ရှင်းလည်းတီးမခံနိုင်တော့ပဲကောင်တာစီကိုထလာလိုက်ပါလေ။ ပြီးတော့မသိတဲ့သူမလို့ဒီတိုင်းရှော့ပေးလဲရရတာနဲ့ဘာကြောင့်អော်နေတာလဲလို့ ग्वान ရှိကမေးလိုက်ပါတယ်။ ग्वान ရှိလဲစိတ်ဆိုးနဲ့အဲဆုံးကကောင်တာလူထက်တောင်ပုံညာကောင်းသေးတယ်လို့អော်ဟစ်ပြောလိုက်တာပါ။အဲချိန်ဂွန်မြောင်ရောက်လာပြီးတော့အဖေဖြစ်သူကိုဝင်ပြီးတော့ဓာတ်လိုက်ပါတယ်။ ग्वान ရှိလဲစေုံသွားရင်တေချာပေါက်လှုပ်ပေးမယ်ပြောထားတဲ့တမိဖြစ်သူကပျောက်နေရကြောင်းဘလောက်တောင်လှုပ်ရှုံနေလို့လဲလို့မေးလိုက်ပါတယ်။အဲနောက်အဲဆုံးလဲအဖေဖြစ်သူကနေမကောင်းလို့စိတ်တူလွယ်နေရပါလို့ဂွန်မြောင်ကိုပြောနေခဲ့ပါတယ်။ဂွန်မြောင်လဲစိတ်မဆိုးရဲ့အဖေဖြစ်သူကအမေနဲ့သူရန်ဖြစ်နေအောင်မိဘကပဲတရားခိုင်းလို့နေနေမှာပါလို့ပြောပြီးတော့ပြုံးလိုက်ပါတယ်။ ိုင်နောက်ကွမ်ရှိကခဝေးကအဖွားဟုတ်တယောက်ကိုကြည့်ပြီးတော့တယောက်တည်းထိုင်နေအဲဆုံးကိုသာမြင်အောင်နေပါတယ်အဲ့လိုနဲ့ကွမ်ရှိဆေးုံစားတက်တော့ဂုံမြောင်ကအခန်းတက်တက်ငှားပေးပါတယ်ဒါပေမဲ့ကွမ်ရှိကအကုန်ကြများမှာဆိုပြီးတော့နောက်နေ့တော့၄ယောက်ခန်းကိုပြောင်းပေးဖို့ပြောနေပါတယ်ဂုံမြောင်တော့အဖေးအတွက်တွေမဟုတ်ပဲအမေပါတက်တောင်းတက်တာနေအောင်လို့ယူလိုက်တာလို့ပြောပါတယ်ကွမ်ရှိကတော့သူ့မှာသမီးရှိတာအရန်ကန်ကောင်းတယ်လို့သာပြောနေခဲ့ပါတယ်အဲ့နောက်မှာတော့ဂုံမြောင်ကသူ့ရဲ့ယောက်ျားမနှက်ပြန်လာပြီးတော့အဖေကိုခေါင်းဆော်ပေးမယ်လို့ပြောပါတယ် ကိုမြောင်ပြန်တော့မှမလို့ကွမ်းရှိကမပြန်မဲသူ့ကိုစောင့်ပြီးတော့အိတ်ဖို့ပြောပါတယ်။အဲနောက်အဲဆုံးကအထူးခန်းတွေအတွက်လူနာဆောင်ကိုပေးတဲ့ခေါင်းကိုယူလာပြီးအခန်းထဲဝင်လာပါတယ်။ကွမ်းရှိလည်းအဲဆုံးကိုပြန်ခိုင်းပြီးတော့ကိုမြောင်ကိုစောင့်ခိုင်းမယ်လို့ပြောလိုက်ပါတယ်။အဲနောက်ပိုင်းမှာတော့ကိုမြောင်ကအဖေကိုလူနာဆောင်ပေးနေအဖေနဲ့မေရဲ့ငယ်ဘဝအကြောင်းကိုနားထောင်နေခဲ့ပါတယ်။ပြီးတော့ကွမ်းရှိကသူတို့ခိုးပြေးတုန်းကအကြောင်းတွေကိုရည်စရာဖြစ်နေပြန်ပြီးတော့ပြောပြနေပါတယ်။ဒုံမြောင်ဆောင်ပြောတဲ့ခါမှာတော့ကိုမြောင်လည်းအဖေနဲ့မေကိုတနာပြီးတော့ငိုပါတော့တယ် ပြီးတော့ဂွမ်ရှိကအဲဆွမ်းကသူနဲ့လက်ထပ်ဖို့ပြောတော့ကတက္ကသိုလ်တက်ဖို့ကျောင်းစိတ်ပေးဖို့နဲ့ကဗျာရှာဖြစ်လာအောင်ကူညီဖို့တောင်းဆိုခဲ့ပြီးသုံးကုရေကတခုတော့ဖြည့်ဆည်းခိုင်းခဲ့တာလို့ပြောပြပါတယ်။ဒါမဲ့ဂွမ်ရှိကတော့မဖြည့်ဆည်းနိုင်ဖြစ်ခဲ့ရပြီးတော့အဲဆွမ်းကတော့နေတိုင်းစောင့်မျှော်နေတဲ့စာရေးခဲ့ပါတယ်။ဂွမ်ရှိလည်းအဲဆွမ်းစာရေးတာကိုကြည့်ရတိုင်းသဘောကျခဲ့ပြီးဒေတာတွေမှာတော့မှပထမဆုရဖို့တဲ့သူမိမအကြောင်းကိုကြွားနေခဲ့ပါတယ်။ပြီးတော့ဂွမ်ရှိကသူမိမရာသနာတက်ပို့ပြီးတော့ခတ်ခဲတဲ့ဘဝကိုရင်ဆိုင်ခဲ့ရတာကြောင့်ဂွန်မြောင်းကိုကောင်းကောင်းစောင့်ရှောက်ပေးဖို့အကူအညီတောင်းပါတယ်။ ကိုမြောင်တော့တစ်ဖက်ကိုလှည့်ပြီးအဲ့လိုစကားတွေပြောရင်းနဲ့ထားခဲ့တော့မလားလို့မေးနေပါလေ။ကွမ်ရှိကလည်းသူကသမီးဖြစ်သူကိုအဆုံးအထိဝင်တော့ဝင်ဖို့ဖြစ်စေခဲ့လို့တောင်းပန်နေတာပါ။ဒါမဲ့ကိုမြောင်တော့သူခုမှကလေးပဲရှိသေးတာကြောင့်အဖေဖြစ်သူကိုဘဲမှမလုပ်ဘူးလို့ပြောပါလေ။ကွမ်ရှိကတော့သူသမီးကောင်းချောင်းလေးတွေပြောပြီးတော့နှစ်သိမ့်ပေးနေပါလေ။ပြီးတော့ကွမ်ရှိတော့တော့အဲဆုံးကလောကကြီးမလို့မျက်ရည်ကြောင်မလုပ်ဖို့ကိုမြောင်ကိုမှားလိုက်ပါလေ။ကိုမြောင်တော့ဝမ်းနေလုံးလုံးငိုပြီးတော့အဖေကိုတစ်သလုံးပြောမထွက်ခဲ့တဲ့စကားတွေနဲ့ထပ်လဲလဲတောင်းပန်နေပါတော့တယ်။ ကွန်မြောင်လဲသူတို့ကိုချစ်ပေးခဲ့တဲ့အဖေရဲ့အကြောင်းတွေကိုထပ်လဲလဲတွေးနေမိခဲ့ပါတော့တယ်။ဒုနဲ့ကွမ်ရှစ်စေယုံကပြန်ဆင်းလာတော့သားနဲ့ချွေးမအင်းကနေကြိုးစိုးနေပါတယ်။ယွန်းစုကတော့ကွမ်ရှစ်ကိုတနာလုံးလုံးမျက်ရည်တွေခိုးကြနေကြတော့အဲဆုံးလဲကွမ်ရှစ်မတွေ့ခင်ချွေးမရဲ့မျက်ရည်တွေကိုတုပ်ပေးနေပါတယ်။အဲနောက်အုံမြောင်ကအဖေဖြစ်သူလိုအပ်တာတွေအကုန်ပြေနေတဲ့မျက်ရည်တွေကျနေပြန်ပါတယ်။ကွမ်ရှစ်ကတော့သားဖြစ်သူကိုဖတ်ပြီးတော့မငိုဖို့နှစ်သိမ့်နေပါတယ်။အုံမြောင်တော့အဖေအတွက်ကားလဲဝယ်ပေးခြင်းသေးတယ်၊လှေလဲဝယ်ပေးခြင်းသေးကြောင်းပြောကငိုနေပါတယ်။ ။ကွမ်ရှိကတော့ငုံနေတဲ့သူသားကိုနှစ်သိမ့်ပေးပြီးတော့အရင်ကလေးကသားလိမ်မှာပါကွာလို့ပြောနေပါလေ။အရင်ကအုံမြောင်းမွေးနေမလို့ရတာအုံမြောင်းမွေးနေပြီး၃ရက်ကြာမှဒုံမြောင်းဆုံးသွားတာကြောင့်ပါပဲ။မွေးနေလုံးချင်းလုံးငုံနေတဲ့အုံမြောင်းကိုကွမ်ရှိကအပြင်ခေါ်ပြီးတော့ပဲခေါဆွဲလိုက်ကြွေးပါလေ။ပြီးတော့ကွမ်ရှိကအိမ်မှာဆန်ကိတ်မုတ်လှုပ်စားမလား၊ဆိုင်မှာပဲဝတ်သားချူစားမလားဆိုတာရွေးဖို့အုံမြောင်းကိုပြောပါလေ။ပြီးတော့ကွမ်ရှိကသူတိတ်တိတ်လေးလှုပ်ပေးတာမလို့ဂုံမြောင်းကတော့မပြောဘူးအုံမြောင်းကိုမှားပါလေ။အုံမြောင်းလည်းတခါလေးအဖေကသူ့ကိုဂုံမြောင်းထက်ပိုချစ်တယ်လို့ထင်ချောင်းကိုပြောလိုက်ပါလေ ိုင်နာမှာတော့ဒေါ်လေးတွေကလည်းကွမ်းရှင်းနေမကောင်းတာကြောင့်ပင်လယ်စားတွေအများကြီးပို့ပေးပြီးတော့နောက်လဲပို့ပေးမှလို့အဲဆုံးကပြောနေပါလေကွမ်းရှင်းကတော့နောက်ဖေးမှထိုင်းပြီးတော့ဟင်းချက်နဲ့အမေကိုမြင်လိုက်တာကြောင့်လမ်းနှုတ်ဆက်လိုက်ပါလေကွမ်းရှင်းမေကတော့သူ့သားကိုမကြည့်ရဘဲလေးတန်မမာနဲ့သာပြန်ပြောပြီးတော့မျက်ရည်တွေကျနေခဲ့ပါလေအိုင်နာမှာတော့မိသားစုတွေ TV ကြည့်နေကြတော့ Ever Study ရဲ့ CEO အကြောင်းပြောနေတာကဒီမှလာနေခဲ့ပါလေအဲ့ဒီ CEO ကတော့တခြားသူမဟုတ်ဘဲသူတို့သမီးရန်ကုန်မြောင်းပါပဲ။ ုံမြောင်တော့သူ့ရဲ့အမေနဲ့ဖေအကြောင်းကိုစီမင်းထပ်မှာဖော်ထုတ်ပြခဲ့ပြီးတော့သူ့အမေရဲ့ဆောင်ပုံးနဲ့အိမ်မက်ကိုအခြေခံပြီးကုမ္ပဏီကိုတည်ထောင်ခဲ့ပါတယ်။ဦးမြောင်လည်းသူ့အမအကိုကြည့်ပြီးတော့ဂုံယူလွန်းတာကြောင့်ရဲရီတွေကြာနေခဲ့ပါတယ်။ပြီးတော့အဖေအတွက်ပါဂုံမြောင်ထဲပြောပေးသွားတဲ့အတွက်အားလုံးကလည်းပီတိဖြစ်နေကြပါတယ်။အဲဒါမှတော့ဦးမြောင်အဖေနေရာရောက်လာပြီးကလေးကိုစူပူနေရာတွေ့တော့ကွမ်းရှိလဲသဘောကျပြီးတော့ပြုံးနေခဲ့ပါတယ်။တိတ်မကြခင်မှာပဲအဲဆုံးကပျော်ပြီးတော့အခန်းထဲကနေကွမ်းရှိရှိရာအိမ်ရှိကန်းကိုပြေးထွက်လာပါတယ်။ အဲဆိုလဲသူကပြားစာအုပ်ထုတ်ခွင့်ရရင်မလို့ကွမ်ရှိရဲ့ဂရီ၃ခုတည်းကတခုတီသွားပြီလို့ပြောကစာအုပ်ကိုပြလိုက်ပါတယ်အဲလိုနဲ့ကွမ်ရှိကအဲဆုံရေးထားတဲ့ကပြားတွေကိုဖတ်ပြီးတော့သူတို့နှစ်ယောက်အကြောင်းတွေကိုပြန်တွေးနေမိပါတယ်ကွမ်ရှိကတော့အဲဆုံသူ့အကြောင်းရေးထားတဲ့ကပြားတွေဖတ်ပြီးတော့မျက်ရည်တွေကျနေပါတယ်အဲနောက်မှာတော့အပျော်ကြီးပျော်နေသူတို့နှစ်ယောက်ကိုမြည်တွေကအပေါ်ကနေကြည့်နေခဲ့ပါတယ်ကွမ်ရှိလည်းအဲဆုံငငယ်တုန်းကလို့ဂုံပိုးပြီးတော့ပျော်ရွှင်နေခဲ့တာပါပြီးတော့ကွမ်ရှိကအဲဆွေကပြားစာအုပ်ကိုအုတ်တရာလောက်ဝယ်ပြီးတော့တရက်ကလုံးကိုဝေလိုက်ဖို့အုံးမြောင်းကိုပြောနေပါတယ် အဲနောက်အဲဆုံးကသူတို့ဒီလိုအချိန်လေးကိုနောက်ထပ်၅နှစ်ပဲထပ်နေကြမယ်လို့ဂွမ်းရှိကိုပြောပါတယ်၅နှစ်ကများလုံးတာကြောင့်အဲဆုံးကတော့ယာစီတစ်ခုကိုတစ်ခါပဲထပ်နေကြမယ်လို့ပြောပါတယ်ဂွမ်းရှိကတော့ဂရီမတီပဲသေသွားမှအောင်ကြောက်နေခဲ့မယ်ခုလိုကဗျာရေးတာကိုကြီးလိုက်တော့စိတ်ထဲနေလို့ကောင်းသွားပြီလို့ပြောလိုက်ပါတယ်အဲနောက်ဂွမ်းရှိကနောက်ဘွားကြရင်တော့၅ခု၁၀ခုလောက်ဖြည့်ပေးမှမလို့နောက်ဘွားလည်းအတူတူရှိမယ်မလားလို့မေးလိုက်ပါတယ်အဲဆုံးကတော့ဒီလိုကံကောင်းခြင်းကလွယ်လွယ်မလာတာကြောင့်နောက်ဘွားမတွေ့နိုင်မှအောင်စိတ်ပူနေခဲ့တာပါအဲ့နောက်ဂွမ်းရှိကသူ့နောက်ဆုံးအချိန်မှာ အရန်မငိုဖို့အဲဆုံးကိုအကူကြီးတောင်းပါလေ။ဦးအဲဆုံးငိုရင်သူရန်ပင်ပန်းရတာကြောင့်ပို့ပြီးတော့ထွက်မသွားနိုင်အောင်မလုပ်ဖို့ပြောလိုက်တာပါ။ကွမ်ရှစ်ကသူ့နောက်ဆုံးအချိန်မှာအတွေ့အကြုံဆုံးကအဲဆုံးအပြုံးမလို့အဲ့ဒီအပြုံးကနေတဆင်ဘဝရဲ့အလှကိုမြင်ရတာလို့ပြောလိုက်ပါလေ။အဲဆုံးနဲ့ဝမ်းနေလို့လို့ငိုချလိုက်ပြီးတော့အရင်လိုကြောကိုပုတ်ပေးဖို့ပြောပါလေ။အဲ့နောက်ကွမ်ရှစ်ကအဲဆုံးကြောကိုပုတ်ပင်းနေငယ်ငယ်ကအဲဆုံးမင်တချင်းဆိုသလိုအဲဆုံးကိုတိတ်နေခဲ့ပါလေအဲဆုံးလဲကွမ်ရှစ်အများရန်သူကြောကိုပုတ်ပေးပြီးတော့နှစ်သိမ့်ခဲ့တာတွေ တားသမီးတွေကြောကိုပုတ်ပြီးတော့နှစ်သိမ့်ခဲ့တာတွေကိုပြန်ပြီးတော့မြင်အောင်နေပါတယ်။အဲလိုနဲ့ဂုံမြောင်တယောက်အဖေရဲ့နောက်ဆုံးချိန်မမီမာဆိုပြီးကားကိုဝယုံသုံးကားမောင်းနေခဲ့ပါတယ်။ကျွန်းစွာကငိုပြီးတော့မောင်းနေတဲ့ဂုံမြောင်ကိုမတော်ဆဖြစ်မှာဆိုလို့ရက်ခိုင်းထားပြီးတော့လာခေါ်ပေးမယ်လို့ပြောပါတယ်။ဒါမဲ့ကန်တရားကဂုံမြောင်ကိုမျက်နှာသာပေးခဲ့တာကြောင့်အဲ့ဒီကလမ်းပေါ်မှာကားတစ်စီးမှရှိမနေခဲ့ပါဘူး။အဲလိုနဲ့ရေးပေါ်အခြေအနေမှာအဲဆုံးဂုံမြောင်နဲ့အိုးမြောင်တို့ကကွမ်းရှင်းနားမှာရှိနေကြပါတယ်။ကွမ်းရှင်းမြင်ခဲ့ရတဲ့ သူတို့ရဲ့နောက်ဆုံးမျက်နှာတွေဟာသူတကားမှမမြင်မှုတဲ့ဝန်내မှုတွေဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့ကွမ်ရှဲရဲ့နောက်ဆုံးအချိန်ကိုရောက်လာပြီးတော့အဲဆုံးကိုနှုတ်ဆက်ဖို့အချိန်ကျလာခဲ့ပါပြီကွမ်ရှဲရဲ့ဘဝထဲမှာအဲဆုံးဆိုတဲ့ကောင်မလေးတယောက်ရှိခဲ့ပြီးကွမ်ရှဲကတစ်ဘဝလုံးအဲဆုံးရဲ့ကဘာကိုစောင့်ရှောက်ပေးခဲ့ပါတယ်အဲဆုံးလည်းသူ့ယောက်ျားကိုကျေးဇူးတင်နေနဲ့ကွမ်ရှဲကြောင့်ကောင်းကောင်းနေခဲ့ရတာကိုပြောနေခဲ့ပါတယ်အဲနောက်မှာတော့အဲဆုံးကမတ်စ်ကိုချွတ်ပြပြီးနောက်ဆုံးအနေနဲ့ကွမ်ရှဲမြင်ချင်းတွေ့ချင်နေတဲ့သူ့ရဲ့အပြုံးတွေကို အစွမ်းကုန်ပြုံးပြခဲ့ပါလေ။သူနဲ့ခွန်ရှိရသူအမြင်ချင်းဆုံးအဲဆုံးရဲ့အပြုံးအနေနဲ့ပဲနင်းနေချာချာထာဝရအိတ်ဆက်သွားပါတော့လေ။တကယ်တော့ခွန်ရှိရကွန်မြောင်အချိန်ပိုင်းလှုပ်ပြီးတော့ပို့ပေးလိုက်တဲ့ပတ်စံတွေကိုတခါမှမတုံးပဲဗန်းအကောင့်ထဲမှာစုပေးထားခဲ့ပါလေ။ဒီလိုနဲ့အဖေရဲ့တစ်ဖက်သက်အချစ်ကပြီးဆုံးသွားပြီးတော့ကွန်မြောင်ရဲ့တစ်ဖက်သက်အချစ်ကစတင်ခဲ့ပါလေ။ပြီးတော့ဂွမ်ရှိကသူသားခမမိုက်နေလို့ရအောင်မာစီဒီကားကိုဝယ်ပေးခဲ့ပါသေးတယ်။ဒါတွေကိုလည်းတေချာစီမံလို့ရအောင်ပူဆန်းကီနဲ့တိုင်ပင်ထားခဲ့ပါလေ။ အဲနောက်အဲစွန်းတယောက်ပူဆွေးနေပြီးတော့အရင်ကလိုကလစ်တောင်မပန်နိုင်တော့ပါဘူးတကယ်တော့ ground ship ကဝဲပေးတိုင်းကလစ်တွေပျောက်တတ်တဲ့အဲစွန်းတွက်ကုံစုံတိုင်းသွားတိုင်းတခါဝဲဝဲလာတာဘူးတွေအန်ဆွဲတွေထဲမှာတော့အပြည့်ဖြစ်နေပြီးတော့မပန်ရသေးတဲ့ကလစ်အစ်စ်တွေနဲ့အန်ဆွဲနှစ်ခုစာရှိနေပါတယ်အဲနောက်မှာတော့အဲစွန်းတယောက်ကြောက်လိတ်စားကနေ ground ship ကိုပြန်မြင်အောင်လာခဲ့ပါတယ် ground ship ကဒုံမြောင်းစုံလုံးကတော့စူကျဲပြီးမစားနိုင်တဲ့အဲစွန်းကသူမရှိတော့ကြောက်လိတ်မြင်အောင်ငိုနေပါလို့ပြောနေပါတယ် အဲ့လိုမျိုးအိမ်ကြီးထဲမှာအထီးကျန်နေခဲ့ရတဲ့အဲဆုံးအတွက်ဂွမ်ရှစ်ကမဆုံးငင်ငယ်တဲ့ကအလုရှုပ်နေခဲ့တာပါတကားကြက်လက်တွေမမီမကန်းပစ္စည်းတွေကိုအောက်ချတာတွေပြင်ပရိမောက်မန်တကားတွေကိုပါမိမဖြစ်သူတို့ပြင်ပေးခဲ့ပါတယ်အဲ့လိုနဲ့အဲဆုံးတယောက်အများကြီးရေးထားတဲ့စာအုပ်ကိုယူလာပြီးသူတို့ရဲ့မမေ့တဲ့အနှစ်80စာဇာလန်းလေးကိုတမီဖြစ်သူကနေတဆင့်စာအုပ်တိုက်စီကိုပို့ပေးခဲ့ပါတယ်အဲနောက်ကဗျာဆရာမအဲဆုံးကဂျဲကျူးမှာတက်ကြီးရွယ်ဦးရင်းနဲ့တူပုံဆွဲရင်းအချင်းကုံဆုံးခဲ့ပါတယ် အဲ့လိုနဲ့အဲဆုံကသူ့အမေကိုတရိယာလာပြီးတော့ပင်လယ်ဘက်ကိုသွားကအမေကိုအော်ခေါ်နေပါတယ်။ပြီးတော့အဲဆုံကသူ့အမေပိုကောင်းတဲ့ဘဝမှာဖြစ်ချင်တယ်လို့မျိုးဇပွဲမှာထိုင်ပြီးတော့သူများတွေကိုခိုင်းနိုင်ပြီလားလို့တွေးနေခဲ့ပါတယ်။အဲ့ချိန်သားသမီးတွေစီကဖုန်းလာလို့အရင်အင်္ဂလိပ်စီကိုအဲဆုံရောက်လာပါတယ်။မနေ့ကအထီးကျန်ခဲ့တဲ့အဲဆုံကသားသမီးချွေးမသမတ်တွေနဲ့မြီးတွေရောက်လာတဲ့အခါမှာတော့တားကိုငယ်ရွယ်နုပြိုတဲ့မိမပြိုလေးလို့တွက်လက်နေပါတယ်။တပတ်မှာတော့ပူဆန်းကီကသူ့မိမနဲ့အစဉ်ပြေးဖို့နီလန်းမျိုးစုံနဲ့ထပ်ပြီးတော့စူးစမ်းနေတော့ပါပဲ။ မိမတော့အမြင်မကြည်ဖြစ်နေအောင်ပူဆိုင်ကီကလည်းအရင်တိုက်ပါပဲအဲ့နောက်မှာတော့အဲဆုံးလို့သားမိစကားထိုင်ပြောနေတော့စီဖလာဝါပုံနှိမ်တိုက်ကပိုးလိုက်တဲ့ပုံတစ်ပုံးကိုအုံးမြောင်းကတဲလာခဲ့ပါလေအဲ့နောက်အိုအဲဆုံးကဗျာစူးစီးမှုဆိုတဲ့ကဗျာစာအုပ်တွေထုတ်ဝေခံလိုက်ရပြီးသားနဲ့သမီးကအဆဆရာအုပ်ကူညီပေးခဲ့ပါလေကိုမြောင်တို့လည်းခုလောက်ဆိုသူတို့ဖေကြီးမောနေလောက်တယ်လို့အမေကိုပြောနေခဲ့ပါလေတကယ်တော့အက်ဒီတာကပန်းကင်းကြီးထဲမှာအဲဆုံးလွတ်ပစ်ခဲ့တဲ့ကွမ်ရှစ်ရဲ့လက်စွပ်ကိုရှာတွေ့ခဲ့တဲ့ကောင်မလေးဖြစ်ပြီးတော့ ဈေးထဲမှာအဲဆုံးပြည်ကြီးငါးရောင်းတော့ကအဲဆုံးလှလို့လာဝယ်ခဲ့တဲ့ကောင်မလေးပါပဲအဲဒီကောင်မလေးကအဲဆုံးရဲ့အမေဝင်စားတာဖြစ်ပြီးတော့အခုဆို editor ဖြစ်နေအဲဆုံးကြပြားတွေကိုဖတ်နေခဲ့ပါတယ်အဲဆုံးရဲ့ကြပြားတွေကိုဖတ်ပြီးတော့ဂုံနေတဲ့သူကတော့မျက်ရည်တွေကျနေခဲ့ပါတယ်အဲလိုနဲ့သားသမီးတွေကပွဲဥတွက်နေတဲ့တခုခုလှုပ်ပေးခြင်းပေမဲ့အဲဆုံးကတော့သူ့စီတာမကြမကြလာဖို့ပြောပါတယ်အဲဆုံးကတော့သူမထွက်သွားခင်ဆန္ဒကအလုံများတဲ့သမီးကို အကျင့်တရားလောက်ထပ်တွေ့ရဖို့ပဲလို့ပြောလိုက်ပါတယ်။အဲဆုံကတော့သူ့ကိုအားလုံးကဆရာမအဲဆုံလို့ပဲခေါ်ကြတာကြောင့်သူကအခုဘဝမှာအရန်ကိုအကျိုးရှိနေလို့သမီးဖြစ်သူကို ပြောနေခဲ့ပါတယ်။ပင်လယ်မှာနေတိုင်းငိုခဲ့ရတဲ့ရင်ငုံသမသမီးဘဝကနေအရန်ကိုရှက်တတ်တဲ့စားပေးယူမှုသူဖြစ်ခဲ့ပြီးအတော်လေးကိုစိတ်လုံရှားစရာကောင်းတဲ့လေသီးကြီးမိန်းမဖြစ်လေနေခဲ့ရတာလို့ကွန်မြောင်းကိုပြောပြနေပါတယ်။အဲဆုံဘဝကရွာသကြီးအိုဖြစ်လိုက်ဈေးတဲကငါးအောင်သူဖြစ်လိုက်နဲ့ ်အခုဆိုအသက်ကြီးတဲ့သူတွေစီကနေဆ iam မအဲဆွန်းလို့ခေါ်ခဲတဲ့ပြင်ကဗျာဆ iam မအိုအဲဆွန်းတီဖြစ်ခဲ့ရတာကြောင့်ဘဝဆိုတာကြော်ဖြိုင်းနဲ့တည်ယူခဲ့ရတာကိုတည်သွားခဲ့ပါလေဒါပေမဲ့အဲဆွန်းတွက်တော့ရာသီ၄ရာသီထဲမှာမှအချိန်တော်များများကနွေရာသီဖြစ်နေခဲ့ပါလေတို့နဲ့အဲဆွန်းကပန်းကင်းတဲ့ကသူတို့ရဲ့အမှတ်တရဓာတ်ပုံလေးကိုကဗျာဆောင်းမှာရိုက်နှိပ်ထားတာကိုကြည့်နေခဲ့ပါလေတကယ်တော့ဒီကဗျာဆောင်းဟာခွန်ရှိတာအဲဆွန်းဘွားတွေမရှိခဲ့ရင်ဖြစ်လာမှာမဟုတ်ပါဘူးအဲဆွန်းတွက်တော့နောက်ဆုံးအချိန်ထိကိုအမြဲတမ်းနွေရာသီဖြစ်နေနေထိုင်ခွင့် ်ရခဲ့ပါလိမ့်အဲဒီဘန်ကင်းကြီးထဲမှာဆတ်ရှိနှိရွယ်ကောင်မာလေးဟာသူ့အမျိုးသားကိုသူ့ရဲ့အိမ်မက်တွေအကြောင်းပြောပြပြီးတော့ပျော်ရွှင်ခဲ့ဘူးပါလိမ့်တောင်းထုံမပြောတတ်တဲ့ကွမ်ရှိကလည်းသူ့ရဲ့အိမ်မက်တွေကိုအဲဆွနဲ့တူဖြည့်ဆည်းခြင်းနဲ့အကြောင်းတွေပြောနေခဲ့ပါလိမ့်ဒိုနဲ့အသက်ရှင်တော့လှုပ်ချင်တာလှုပ်ချဖို့သူတို့နှစ်ယောက်ကဘန်ကင်းကြီးထဲကတိထားခဲ့ကြပါလိမ့်အရန်ငယ်ရွယ်ပြီးတော့အမြဲတမ်းစိတ်နှလုံးနူးညံ့နေတဲ့သူတို့နှစ်ယောက်ရဲ့ယာတီမှာအာနာမှုဂျေဆုတင်မှုတွေနဲ့တူလေးနဲ့တဲ့ခံစားချက်တွေဖော်ပြရင်း ဒီပန်းကင်းကြီးထဲစခဲ့တဲ့ခြေချင်းတွေဟာအယူမူဖြစ်ခဲ့ကြပါလေဒီလိုနဲ့အသက်6နှစ်ကစခဲ့တဲ့ငယ်ချူပုံမြင်လေးဟာတကူသောနွေရာသီတဲမှာအဆုံးသတ်သွားပြီမဲ့သူတို့နှစ်ယောက်ရဲ့အချစ်တွေကတော့နွေရာသီဒုံးကလိုလက်ဆက်နေတဲ့ငယ်ရွယ်မှုတွေတိုင်းဆက်လက်တီရှိသွားရင်းနဲ့ပဲဇက်ကားလျာဒီနေရာမှာပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ thank you ဟုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျ2025ခုနှစ်မှာ Netflix ကနေထုတ်လွှင့်ခဲ့တဲ့ One Life Gives You Tangerines Korea Drama Series ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်ခင်ဗျဆရာပရိသတ်တို့ရောဒီဇာတ်ကားလေးကြည့်ပြီးတဲ့အခါမှာဘယ်လိုမျိုးခံစားရလဲဗျသူကအခြေဇလန်လေးဖြစ်တယ်ဆိုတော့အခြေချောင်းလေးပဲမေးရမယ်ဆိုရင်ဘော်ရာတို့ရဲ့စိတ်ထဲမှာရောဘဝမှာရောငယ်သူပဲဖြစ်ဖြစ်အသက်ကြီးသူပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဘဝမှာအခြေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးတွေးကြုံခံစားမှုပြီးလဲကိုကဘယ်လိုမျိုးတွေညှော်လင့်စိတ်ကူးရင်မိထားတွေရှိလဲ ဒါမဲ့ဘဝဆိုတာတော့ကိုထင်းတဲ့အတိုင်းကိုဖြစ်ချင်တဲ့အတိုင်းဖြစ်လာမှာမဟုတ်တာပဲဗျာနော်အာဒီဥရှင်လေးကြည့်ပြီးတော့ခန်းစားခဲ့မိတာရှင်လဲပြောပြခဲ့ပါအောင်လို့အပြန်ပြန်လန်းလန်းစာလေးတွေရေးကြဖတ်ကြပြောကြဆိုကြတော့ဗောဗျာဆိုတော့အားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့မှဒီလိုမျိုးရုပ်ရှင်စကားကောင်းတွေများစွာ recap အနေနဲ့ကျွန်တော်ဆက်လက်ပြီးတော့တင်ဆက်ပေးနေအောင်ပါပါ။ဒါကြောင့်မလို့ channel လေးကို subscribe လုပ်ဘေးနားခေါင်းလောင်းနှိပ်ပြီးတော့စောင့်ကြည့်နိုင်ကြအကြောင်းကိုလည်းပြောပြစေ။ဆိုတော့ဒီနေ့မှအစားကနေအဆုံးထိ live ပါကြည့်ရှုအားပေးခဲ့တဲ့ချိန်ပေးကြပရိသတ်တယောက်ချင်းတိုင်းကိုဆိုတော့ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။ cho nó an khi mù bảo